အောင်ဝဲမင်္ဂလာပါ။ဗာမဲတင်းငွေ UC317 ကောင်းပွဲပါ။ကပတ်လို့ရမယ်။အီလီယာတဘိုရီယာနဲ့ချာအိုလီဗီယာပွဲပေါက်ကြီးအကြောင်းနဲ့ဖိုင်ရာရဲ့အာတာချက်အာနေချက်ကိုသုံးသပ်ပြခြင်းပါတယ်။ပေါက်ကြီးကတော့အရန်กว่าပါတယ်။တဘိုရီယာကအပေါ်ကြီးပါ။1.23တသောင်းလောက်လို့နိုင်2300အမြင်ရပါမယ်။ချာအိုလီဗီယာက5.27တသောင်းလောက်လို့နိုင်3200အမြင်ရပါမယ်။ ိုတော့ကြေးကအရန်กว่าပါတယ်ကျွန်တော်မြင်ပြောရရင်အလောက်တော့မကွာသိမ်းဘူးလို့ထင်ပါတယ်ချောင်းလီဗီယာကလည်းချန်ပီယံဟောင်းတယောက်ပါရှော့တွက်လို့တော့မရပါဘူးနောက်တစ်ချက်က BJJ အရန်ကောင်းပါတယ်ဒေါ်ဘောရီယားကလိုက်ဝေးတာပါတပွဲပဲထိုးပါတယ်နောက်20နှစ်တော့ကဂျိုင်းဟာဘတ်နဲ့ထိုးတာပါဒုတိယချီလဲထိုးနဲ့နိုင်ရခဲ့ပါတယ်ဒေါ်ဘရီယာကအရှိပါထိုးဘူးတဲ့ဟော်လိုဝေးနဲ့ဘောကနော့စကီတက်တော့ ဂျာအိုလီဗီယာကဝူဘီခက်ခဲနိုင်ပါတယ်ဂျန်နာမဟုတ်ပါဘူးဘီဂျီချင်းနဲ့ရှင်လာရင်သူ့အတွက်ခက်ခဲမှာပါဒိုရီယာကနဘာပိုင်းကြာတော့ရပါတယ်ဂျာအိုလီဗီယာနဲ့ရှင်ရုံးကန်ရနိုင်ပါတယ်ဒီဘက်ကိုပရိသတ်များစုကရောစီဖိုက်တာတွေရောမှတ်ချက်ပေးတာကတော့ဒေချာပေါ့ဒိုရီယာနိုင်မယ်လို့ပြောကြပါတယ်ဒီဘက်ကအလောက်တော့မလကူလောက်ပါဘူးဘာလို့လဲဆိုတော့အရင်မောင်းတဲ့လက်သက်ကကွာပါတယ်ချောင်းလီဗီယာက အရက်က9ဘီဆက်လက်မှာတဝိုရီယက9ဘီ9လက်မှာပဲရှိပါတယ်။ဆာအိုလီဗီယာကလက်တန်က84လက်မှာတဝိုရီယက69လက်မှာပဲရှိပါတယ်။ဒီချက်တွေကလည်းတဝိုရီယကိုဒုက္ခပေးနိုင်ပါတယ်။တဝိုရီယကကြတော့အသက်ရွယ်28ပဲရှိပါသေးတယ်။အကောင်းဆုံးချိန်လို့ပြောလို့ရတယ်။ဆာအိုလီဗီယာကတော့36ဖြစ်နေပါပြီ။အကြမ်းပိုင်းကိုရောက်နေပြီလို့ပြောလို့ရပါတယ်။ နောက်တစ်ချက်ကဒဝရီယာက FIU ကောင်းတယ်စိတ်ရှိတယ်အမားနေတယ်ချာအိုလီဗီယာကအမားများပါတယ်ချာအတွက်စိုးရင်တာကအဲ့ဒီချက်ပါပဲရှေ့ကဖိုင်တာတွေနဲ့တော့ကအမားတွေလုံးပါတယ်ဒါပေမဲ့တန်ဘက်ပြန်လာနိုင်ပါတယ်ဒဝရီယာနဲ့ဆိုရင်တော့မောင်းမှာသိကြပါတယ်ဒဝရီယာကတိကျပါပါအရင်ကောင်းပါတယ်ဒဝရီယာကတော့ဘာမှအချိန်မှာပဲအမောက်သိပ်ပြရမယ်လို့ ွေးကြော်ထားပါတယ်။ဂျောင်းလီဗီယာမားရင်တော့ပရမအခြေပါစားသွားမှာပါ။ဒီဘွဲမှာဂျောင်းလီဗီယာနိုင်ဖို့ဆိုရင်ခါဘစ်တို့ရန်နီယာဒွေရာလို့လို့စတရိုက်ကင်းအရောက်ပြပြီး ground ပိုင်းပဲအဓိကထားပြီးကစားလာမယ်ဆိုရင်တော့နိုင်ဖို့မျှော်လင့်ချက်ရှိပါတယ်။စတရိုက်ကင်းပိုင်းနဲ့ကစားလာရင်တော့တော်ရီယာကိုရှင်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ကလဲတို့နဲ့ရှုံးနိုင်ပါတယ်။ဖိုင်ယာရဲ့အာတာချက်ကိုစီအာနေချက်ကိုစီနဲ့ ပုဂ္ဂိရိမှန်းတယ်လို့တပိုရိယာတေချာပေါက်နိုင်မယ်ဆိုတာတော့မလွယ်ကူပါဘူး။တနင်္ဂနွေနေ့ကျမှအဆောင်ကြီးရမှာပါ။ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။အားလုံးကိုကျေးဇူးများတင်ပါတယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။လူကြီးမင်းတို့မြင်လေးကိုလည်း comment မှာရေးပေးသွားလို့ရပါတယ်။